ောခင်အာယုန်တွေကိုစွန့်ခွာပြီးသာသနာပောင်ပြီးဝင်ရောက်သွားတဲ့ဗညာဖုန်ကြီးမင်္ဂလာပါရှင်ရွှေမလေးချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မကောင်းတဲ့ຢာတွေကိုတာရင်နဲ့ဆေးကြောနေဆိုရင်တချံကာလာမှာတချို့တွေကဥပုပ်တီလာယူချသလုံတချို့တွေကလည်းသာသနာပောင်ကိုဝင်ချပါတယ်မြန်မာနိုင်ငံကနှုပညာရှင်တွေလည်းတကြံကာလမှာတရားစခန်းဝင်ကြသလိုသာသနာပောင်ကိုလည်းဝင်ကြပါတယ် မွန်မင်းသားကျော်ပညာဖုံးပြေကလည်းတကြံကာလမှာကုသိုလ်ယူနိုင်ဖို့အတွက်သာသနာ့ဘောင်ကိုဝင်ရောက်သွားခဲ့ပါပြီ။ဒီနေ့တကြံမတိုင်းခင်မှာပြင်းထန်တဲ့ငလင်လှုပ်သွားတာကြောင့်မြန်မာနိုင်ငံအတွင်းမှာကွယ်လွန်ခဲ့ရသူတွေမနေပါဘူး။မြန်မာတကြံကယူနက်စကိုစီးဝင်ခဲ့ပြီမဲ့လေဒီနေ့မှာတော့မြန်မာနိုင်ငံအတွင်းတကြံပွဲတွေကိုပျော်ပွဲရှင်ပွဲဖြစ်မချင်းပါကြပါဘူး။ကောင်းမှုကုသိုလ်တွေနဲ့ပဲဖြတ်သန်းမှုအတွက်ပညာဖုံးပြေလေသာသနာ့ဘောင်ကိုဝင်ရောက်သွားခဲ့တာပါ။ ပညာဖုံပြေကိုသာသနာပေါင်းကိုဝင်ရောက်သွားမယ်လို့မထင်ထားတာကြောင့်ပြိသက်တွေကတော့တာရုခွန်နေကြပါတယ်။ပညာဖုံပြေကမောင်နှမတွေရှိတဲ့မော်လမြိုင်မြို့မှာဥစည်းဝတ်လိုက်တာဖြစ်ပြီးတချံတွင်းကိုတရားပါဝနာနဲ့ပဲဖြတ်သန်းမှုအတွက်စီစဉ်ထားပါတယ်။ပညာဖုံပြေကစကတော့ဒီတချံမှာမလေးရှားနိုင်ငံကိုတွားရောက်ဖျော်ဖြေမှုအတွက်စီစဉ်ထားခဲ့တာပါ။မလေးရှားနိုင်ငံရဲ့ဆုံခရံပွဲတော်အတွက်လက်မှတ်တွေလည်းရောင်းချပြီးသားဖြစ်ပေမဲ့မြန်မာနိုင်ငံမှာငလင်လုတ်သွားခဲ့ပါတယ်။ မြန်မာလူမျိုးတွေဝန်းနေနေတဲ့အချိန်မှာမလေးရှားရောက်နေတဲ့မြန်မာလူမျိုးတွေလည်းပွဲကိုဖျက်သိမ်းလိုက်ကြပါတော့တယ်။ပွဲအတွက်လက်မှတ်ကြီးတွေကိုလည်းတယောက်ချင်းစီပြန်ခဲ့ပြီးကိုချင်းစာနာမှုကိုပြသခဲ့ပါတယ်။ပညာဖုံပြေကငလင်ပေးမှလည်းပြည်သူတွေကိုလူတန်းပေးခဲ့ပြီးပွဲပွဲမှာတည်ဆိုးဖို့လည်းပြိသက်တီတန်းခွင့်တောင်းခဲ့ပါတယ်။ပွဲကကြိုတင်ပြီးတော့စီစဉ်ထားပြီးသားဖြစ်နေတာကြောင့်စိုးခွင့်ပေးဖို့အတွက်အားလုံးထံမှခွင့်တောင်းပြီးအဲ့ဒီပွဲကနေရလာတဲ့ညပညာချင်း94သိန်းကိုလည်း ငလင်ပေးတဲ့ပြည်သူတွေထံလူဒန်းလိုက်ပါတယ်။ငလင်ပေးတဲ့ပြည်သူတွေအတွက်စာနာမှုရှိတဲ့ပညာဖုံးပြေကတတံမှလည်းတာသနာပေါင်းကိုဝင်ပြီးကုသိုလ်ယူလိုက်ပါတော့တယ်။လွန်ခဲ့တဲ့နှစ်မှာပညာဖုံးပြေကတချင်းတပုတ်မှာတရုတ်ဆောင်မိတာကြောင့်ခုနှစ်လခန့်ကြာဖန်ခံလိုက်ရပါတယ်။အဲဒီနောက်မှာနှုပညာလုပ်တွေကိုစက်တိုင်လုပ်နေပြီးပြည်သက်တွေကပညာဖုံးပြေကိုသာသနာပောင်းကိုခဏလောက်ဝင်စီခြင်းကြတာပါ။ ဒီနေ့တကြံမှာတော့ပညာဖုံးပြေကသာသနာပောင်းတွေကိုဝင်ပြီးအညံ့နေအားလုံးကိုစေးချလိုက်ပါပြီ။ပညာဖုံးပြေရဲ့ဆွေမျိုးတွေကတော့အယံဝမ်းသာနေပြီးဦးစင်ဝင်းနဲ့မြင်လိုက်ရတာနဲ့အေးချမ်းသွားကြပါတယ်။ပညာဖုံးပြေကဦးစင်ဝင်းနေတဲ့အချိန်မှာတော့တတိယဆုံးကမိဘတွေဖြစ်ပြီးသူ့ရဲ့မိဘတွေကတစ်နှစ်ထဲမှာရှေ့ဆင်နောက်ဆင်ကွဲလွန်သွားခဲ့ကြပါတယ်။ အမရိနဲ့ကြီးပြင်းလာခဲ့ရတဲ့ပညာဖုံပြေကမောင်ငယ်ဆုံးဖြစ်ယုံမကလိမ္မာသူဖြစ်တာကြောင့်ဂုံယူရသူတယောက်ဖြစ်ခဲ့ပါတယ်။ပညာဖုံပြေဟာမိဘတွေမရှိတော့ပေမဲ့လည်းကျေးဇူးဆက်တဲ့အနေနဲ့သာသနာပေါင်းကိုဝင်ရောက်သွားပါတယ်။ယဟန်တပါအဖြစ်မြင်လိုက်ရတဲ့အချိန်မှာရလာတဲ့စိတ်ချမ်းသာမှုကကြီးမားတာကြောင့်မိဘတွေကမြင်တွေ့ခွင့်ရရင်လည်းတာဓုခေါ်နေကြမှာဖြစ်ပါတယ်။ပညာဖုံးပြေလေသာသနာပေါင်းမှာတရားထူးတရားမြတ်တွင်ရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။